ဘရဒကြီးမင်္ဂလာပါဗျာဗရလောကဇလံများစီစဉ်ကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကတော့ဘုံဘဝချမ်းသာသွားပြီမယ်ဒါသမီးဘဝထားရှိတဲ့မိဘတယောက်ရဲ့မေတ္တာစေတနာကိုစာရေးဆရာမစုသစ္စာတနုပြူကပေါ်လင်စာရေးသားထားတဲ့ဘဝချမ်းသာမေတ္တာများဆိုတဲ့ဖြစ်ရမယ်ဗရလောကဇလံအစားအဆုံးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ညစဉ်ညတိုင်းဇလံကောင်းလေးတွေကိုရွေးချယ်လို့တင်ဆက်ပေးနေတယ်ကိုယ်စွဲပါ ရိသတ်ကြီးကအစင်းစင်းဖြစ်ပြီဆိုရင်တော့ကျွန်တော်နဲ့တူတူဇလန်လေးကိုလိုက်ပါနားဆင်လိုက်ကြအောင်ခင်ဗျာသူ့နာမည်ကနှင်းသစ္စာရုပ်ရည်ကလည်းပြောစရာမရှိအောင်ချုံမောလှပါတယ်အဲတို့တော့အယူဆကြီးတစ်ခုကြောင့်သူ့ငယ်ဘဝကအကြီးတန်းရုပ်ဆိုးခဲ့ရပါတယ်နေတဲ့ရည်တဲ့စနေနေ့မှမှမွေးဖွားခဲ့တဲ့သူမဖြစ်ပြက်ကတော့ဒီလိုပါလှမဟိအောင်လှမအသေးတယ်ဘလို့ဖြစ်ရတာတော့ကိုကြော်သားရဲ့ အလောရကြီးနဲ့ပြာကြာခက်စွာလာပြောတော့ကိုကျော်စွာနမောင်တယောက်ပြန်ပြောလိုက်ပါလေမိမိမမြတ်တစ္ဆာဘိုင်းနာနေလို့ကွာလာမြန်သွားရလမောင်တယောက်အနှင်းငယ်စဉ်းစားသွားပါလေလမောင်ဘာကြောင်းနေတာလဲလာလေးသွားမယ်ဟိုမှာဘိုင်းနာတာအရန်ကြနေပြီကွာကျော်စွာလဲလမောင်လက်ကိုအတင်းဆွဲကလမ်းခေါ်တယ်အမြတ်တစ္ဆာမှာကိုကျော်စွာရဲ့ညမလေးဖြစ်တယ်ရောက်ဖွားဖြစ်သူလမောင်ကအတင်းဆွဲခေါ်နေတော့လေလမောင်ကတော့ပေကက်ကက်လောက်ကနေပါလေဟေ့အလမောင်မြတ်တစ္ဆာကမိမိမနော်မင်ဘာဖြစ်နေတာလဲ ဘုမငါညမအသေးအံဖြစ်နေပြီကွငါညမတခုခုဖြစ်လို့ကတော့မင်းမလွယ်ဘူးမဲ့ရကျော်တော်လဲညမစောနဲ့ဒေါသတကြီးပြောလိုက်ပါလေကိုရောသားမြားသစ္စာရဲ့ကိုဝင်ကအခုမှခုနလပဲရှိသေးတာဗျဒါဘလို့ဖြစ်တာလဲလောင်မောင်ကရှေးဦးဇေတမတယောက်ဖြစ်ပါလေလောင်မောင်နဲ့မြားသစ္စာအိမ်အောင်ကြတာ9နှစ်ရှိတော့ကမှမြားသစ္စာကိုဝင်လွယ်ရပြီးတော့ခုမှခုနလပဲရှိပါသေးတယ်ဘိုင်းနာရဲဆိုတဲ့ဇကားကြောင့်လောင်မောင်ခေါင်းထဲမှာတော့အတွေးများစွာဝေနေခြင်းဖြစ်ပါလေတဲကွာ ကျော်စွာလေးလောက်မောင်စိတ်ထဲမှာအခြားအတွေ့တွေးနေသည်ကိုသိပြီးတော့ဒေါသတကြီးနဲ့မျက်နှာကိုထိုးလိုက်ပါတယ်။ညသက်စာမင်းမင်းမမင်းနဲ့လက်ထထတာ၅နှစ်ကျော်လို့၆နှစ်ပြီတော့မဲကွာ။ခုနလနဲ့ကလေးမွေးတာနဲ့ပဲမင်းကလေးမဟုတ်တော့ဘူးလို့မင်းကထင်နေတာလားလောက်မောင်။မင်းလိုက်ရှင်လိုက်မလိုက်ရှင်ပြီးတော့ငါပြောမယ်။ငါညီမတခုခုဖြစ်လို့ကတော့မင်းကငါကိုယ်တိုင်တတ်မဲကွာ။ကျော်စွာလေးရောက်ဖွားဖြစ်သူကိုပြောဆိုပြီးတော့မိမဖွားနိုင်တဲ့ညီမဖြစ်သူထံသို့အပြေးပြန်သွားရှာတယ်။လောက်မောင်လည်းအတွေ့ကဘာတဲ့ဝဲလလင်းနေအိမ်ကိုတဖြည်းဖြည်းချင်းပြန်သွားတယ်။ အကြီးမြအကြီးမြညမလေးရှင်တွေဘလို့ရှိလဲဗျကျော်သွားလဲလက်တဲ့အကြီးမြအမေးလက်ချင်းဖြစ်ပါတယ်အချင်းတွေတော့တိတ်မကောင်းဘူးဟဲ့မြို့တက်ပြီးမှမွေးမဖြစ်မဲ့တနေကျော်သွားလဲအတန်ငယ်စဉ်းစားသွားပါတယ်မြို့နဲ့အလံဝေးတဲ့ရွာလေးဖြစ်လို့မြို့တက်မှာဆိုတော့ကတော့ခက်ခဲလာတယ်မြတ်သစ္စာမြတ်သစ္စာတောင်းမင်းလော်ဒတိနဲ့ဘာဖြစ်လာလာလဲကွာမြတ်သစ္စာယောက်ျားလဲလဲထဲမှာပိုးတီတို့အသက်မမီတော့ဘူးဗျလာနောက်မနေနဲ့တောင်းမှာကိုလေးတွေငါလှောင်းမောင်းတဲ့စကားပြောပြီးတော့အိမ်ပြန်လာတာကွာ ကျော်စာတယောက်တအောင်ပြောတဲ့ဇကားကိုလုံးဝလက်မခံကြည့်သူနေရာမှာတခြားသူဆိုရင်လည်းလက်ခံမိမဟုတ်ပေခူလေးနဲ့ဇကားပြောပြီးအိမ်ပြန်လာတာဖြစ်တဲ့အတွက်ဘလို့မှမယုံနိုင်ပေဒီကိစ္စကနောက်ရမယ့်ကိစ္စမှမဟုတ်တာဗျညသစ္စာတိအောင်လာပြောတာအနောက်မှာတော့သူ့ရဲ့အလောင်းကိုထမ်းလာနေကြပြီဒါဒါဆိုကိုလမောင်ကိုလမောင်ပိုးထိပ်ပြီးဆုံးတာတကယ်ဘောညသစ္စာညသစ္စာတတိထားပါဦးအကြီးမြဘာဖြစ်တာလဲညသစ္စာအသက်မရှိတော့ဘူးဟဲ့ဘလို့ ကျို့ကျောင်းမှာအသက်မရှိတော့ဘူးဟုတ်လားကျောသွားတယောက်လည်းယင်ထုမနာယင်ခွဲပက်လက်ဖြစ်သွားရပါလေထိုးချိန်မှာပင်တေဆုံးရေငိုကြွေးခြင်းများစွာရေကမွေးဖွားရေငိုကြွေးခြင်းအစပြုစွာဖြင့်လောကထဲကိုတော့ကန့်ဆွမှုတွေတည်ဆောင်လာတဲ့ကလေးလေးတယောက်အဖြစ်မွေးဖွားလာခဲ့ပါတယ်ထူးဆန်းနေဟဲ့ကလေးကအသက်ရှင်နေကျောသွားကြီးမိန်းကလေးဟဲ့မိန်းကလေးကလေးအသက်ရှင်နေဟုတ်လားကြီးမြတ် ဟုတ်တယ်ကြောသွားကြီးကလေးကအတော်ထူးဆန်းတာဟဲ့မိခင်သေးပြီးမှမွေးဖွားတာခုနလနဲ့မွေးပြီးအသက်ရှင်တဲ့ကလေးငါးလက်တဲ့တဘောတက်လျှောက်တော့ဒီလိုကလေးမျိုးအခုတခါပဲမြင်ဘူးတယ်ဟဲ့အကြီးမြတ်မှာတော့မိခင်သေးပြီးမဲ့ကလေးအသက်ရှင်ရွေးချိန်နဲ့ဗီဒီဖြစ်နေရှာပါတယ်အကြီးမြတ်အဲ့ကလေးကြုတ်ကူပြီးဗျာကြောသွားတယောက်အကြီးမြတ်စီမှာကလေးကိုအတင်းဆွဲယူလိုက်ပါတယ်ဟဲ့ကလေးကိုဘာလို့မလို့လဲကြောသွားရဲ့ဒီကလေးကဂျိုးဆိုးမှာဗျာဒီကလေးကိုကြုတ်တတ်မယ်ဒီကလေးတောင်ကြုံညမနဲ့ရောက်ဖလာသေးပြီ ကျောသောဒေါသများစွာဖြင့်ကလေးကိုတတ်ဖို့ပြုလုပ်တယ်။ကျောသောအပြစ်မရှိတဲ့ကလေးကိုမလုပ်တာလေကလေးခုချက်ချင်းပြန်ပေးသင်းမပေးဘူးဗျာမပေးဘူးဒီကလေးကိုကြုတ်တက်ပြီးတော့ကျိုးတင်တက်မယ်စနေနေ့မှမွေးတဲ့စနေဂျိုးစိုးမှလေးဒီလိုဂျိုးစိုးမှအသက်ရှင်နေရင်အားလုံးတေကုန်လိမ့်မယ်ဗျကျောသောလည်းစိတ်နဲ့လူနဲ့မကတ်စွာနဲ့ကလေးကိုတတ်မယ်တကယ်တည်းဖြစ်နေတယ်။လာကြပါဦးရှင်လာကြပါဦးကျောသောအပြစ်မရှိတဲ့ကလေးကိုတတ်ဖို့လုပ်နေတယ်အကြီးကြီးရဲ့အော်တန်ကြောင့်အိမ်နေချင်းတွေထွက်လာပြီးတော့ကလေးကိုကယ်လိုက်နိုင်ပါတယ် ကြော်တော်ရစိတ်ကိုအေးထားပါကောတည်ရသူတွေကတည်ပြီးအပြင်းမရှိတဲ့ကလေးကိုတော့မင်းအဲ့လိုမလုပ်သင့်ဘူးကွာမင်းညမမြတ်သက်စားတော့မှသူ့အသက်ပေးပြီးကလေးမွေးသွားခဲ့တာဒါမင်းရဲ့တအူရီသောမျိုးဆက်ဖြစ်တယ်တူမလေးပါကွာကြော်တော်ရဲ့ဘဝကလည်းတနာဖို့ကောင်းလာပါပြီနေစဉ်ကလေးကမိဘတွေတည်လို့ညီမလေးဖြစ်တဲ့မြတ်သက်စားကိုမိဘဘာမှပြုစုစောင့်ရှောက်ခဲ့မြတ်သက်စားအင်းအောင်ကြတာတော့စိတ်မချလို့မြတ်သက်စားတို့လင်မယားနဲ့အတူနေခဲ့ပါတယ်သူ့ဘဝမှာသူ့ညမမြတ်သက်စားကသူ့ရဲ့အသက်ပေး အိမ်အောင်မပြုတ်ဘဲနဲ့မြတ်သစ္စာကိုစောင့်ရှောက်ခဲ့ပါတယ်။သူရဲ့နေပါတခြားသူဆိုရင်လည်းအယူတပိုင်းဖြစ်နေမှာအမှန်ပါ။ကဲပါအခုမြတ်သစ္စာနဲ့လှမောင်ရဲ့နာယိကိစ္စကိုမင်းငါပဲဦးဆောင်ပြီးလုပ်ပေးရမေးကွာ။မင်းစိတ်ကိုငြိမ်ငြိမ်ထားသမှာကွာ။အစိမ့်သေးဆိုတော့ရက်ကြကြထားလို့မကောင်းဘူး။ဘလို့ဗျ။ခုမှသိတဲ့သူကိုခုချင်မြှောက်ရမှာလား။ကြုံမလုံနိုင်ဘူးဗျ။ကြုံညမောက်ကိုဘယ်သူမှမကန်ရဘူး။ကျောသားတယောက်ဘလို့မှပြောလို့မရပဲနဲ့မြတ်သစ္စာအလောင်းကိုအတင်းဖက်ကငုံနေမိပါတယ် ဘသူကမှအနာကက်မခံမင်းနဲ့မြားသက်စာကိုအတင်းဖတ်ထားတယ်။တောရွာတွေရဲ့ဒလိအယူအရမိဖွားပြီးတည်ဆုံတဲ့သူတွေအစိမ့်တွေတည်တဲ့သူတွေကိုတော့အပမိရဆိုတဲ့အယူနဲ့ချက်ချင်းမြုပ်နှံလေးရှိတယ်။ခုလည်းမြားသက်စာနဲ့လှမောင်ကိုမြုပ်နှံလိုက်ကြတယ်။ကလေးကိုလည်းလက်တဲ့အဟီးမြမခက်တခဏမွေးစားထားပါတယ်။ခိုင်ကလေးအိမ်ပြီလား။အိပ်ပြီယောက်ျားကြီးရှင်လဲပင်မနေပြီ။တွားရတော့လေ ။စွဲငင်ပြီးကြောက်စရာကောင်းတဲ့ခွေးဥတန်းများမှာညာဆန္ဒနာရီတိတိမှာတော့ထွက်ပေါ်လာပါလေ။အိမ်မဲဆိုမှခွေးတွေကလည်းဥလိုက်တာကွာ။ညာဆန္ဒနဲ့ထိုးနေပြီလေယောက်ျားရဲ့။အချိန်မတော်ကြီးတကားလာခေါက်နေရကွာဘာသူလည်းမသိပါဘူး။အရေးကြီးလို့ထင်ပါရဲ့ရှင်။သွားဖွင့်လိုက်လေ။အိုးရွှေလည်းတကားသွားဖွင့်လိုက်တော့ဟင်ဘာသူမှမရှိပါလား။အိုးရွှေလည်းတကားကိုပြန်ပိတ်လိုက်တယ်။ယောက်ျားဘာသူလဲ။ဘာသူမှမဟုတ်ပါဘူးခင်ရဲ့။ နောက်တစ်ကြိမ်တကားထက်ခေါက်ပြန်ပါလေအတန်ကပို့ပြီးတော့ကျဲလောင်လာတယ်ယောက်ျားတေချောင်းသွားဖွင့်ကြည့်ပါဦးရှင်အေးပါကွာအေးပါ ကလေးချင်းကြိုက်မယ်ကွာတတိထောင်းတော့အုံးရွှေလေးစိတ်ကတိတ်မရှိတော့ကြီးတကားကိုအတင်ဆွဲဖွင့်ပြီးတော့ဘာသူလဲကွာအိမ်ထဲကိုဝင်ကြည့်ဝင်လာပါလားဘာလို့နှောက်နေတာလဲကွာအထိုးအချိန်မှာပင်သပင်ဖားလျက်ချလျက်မိန်းမတယောက်ကဝင်လာပါတယ်နင်းနင်းဘာသူလဲငါကလေးပြန်ပြီလက်ကြီးစံတန်းလျက်အတန်ကျဲလောင်သွားပြန်ကလေးကိုတောင်းနေပါတယ် ဟင်ညညတစ္ဆာဝလားအချိန်မတော်ကြီးဟဲ့လာအိမ်နဲ့ဝင်ကျမကလေးပြန်ပေးပါအော်မြတ်သစ္စာရဲ့နင်းကလေးကတည်သွားပြီမဟုတ်လားနင်းရောက်ကြလှမောင်အတွက်လည်းစိတ်မကောင်းပါဘူးဟာမတို့လည်းမြွတ်တက်ပြီးကလေးမွေးနေရလို့အိုးရှိမမူမြတ်သစ္စာတည်မှန်းကိုမသိပြီအကလေးမိမဖွားနိုင်ပဲကလေးဆုံးပြီးတော့ယောက်ျားတည်၍မြတ်သစ္စာတယောက်စိတ်ထိခိုက်ရှာနေသည်ဟုသာထင်နေတယ်မဟုတ်ဘူးငါကလေးမသိဘူးငါကလေးနင်းလို့စီမှာအခုပြန်ပြီ မြတ်သစ္စာတရားကလေးရှိရာခိုင်ခိုင်စီကိုစူးချသောအကြည့်များဖြင့်ကြည်နေပါ၏အထွတ်နောက်ကလေးရှိရာသို့သွားတယ်မြတ်သစ္စာဒါဘယ်တော့လို့လဲအုံးရွှေအတင်းတားနေတော့လည်းမရပြီမြတ်သစ္စာတရားခိုင်ခိုင်ရှိရာသို့တလန်းချင်းလှမ်းသွားတယ်အခန်းဝါသို့ခြေထောက်ချလိုက်တဲ့အခါမှာတော့အာအာစူးချတဲ့အတန်နဲ့ခြေထောက်နောက်ဆုတ်သွားပါ၏ခိုင်ခိုင်တို့အခန်းထဲရှိဖရာစင်မှာဖရာရထုမှာလည်းရောင်ယူတော်များကွန်မြူးလို့လာပါတယ်မြတ်သစ္စာဘာဖြစ်တာလဲဒီကုန်းလုံးအေးစက်နေပါလားဟာ ပူရပူရကြောက်ပါပြီကျမကလေးပဲကျမပြန်လာတောင်းတာပါအမြသစတရားအော်ဟစ်နေပါလေခဏတာဖရားတကူတော့ကြောင့်မကောင်းမှုကိုမပြုရရက်တန်သွားတယ်ကြောက်ပြီမြသစတော်ငါတို့အိမ်ဘောကဆင်းသွားနင်းကလေးကသေးသွားပြီငါတို့ကလေးကိုမထိနဲ့ဟာအိုးရွှေလည်းသာသမီစိတ်နဲ့မြသစကိုဒေါသကြီးအိမ်ဘောကနှင်ချလိုက်ပါလေအိုးရွှေကအိမ်ဦးနဲ့အိမ်တော်ဦးစီးဖြစ်တဲ့အတွက်မြသစလည်းအိမ်ဘောကပြန်ဆင်းသွားတယ်အိုးရွှေလည်းတကားကိုပိတ်ချလိုက်တယ်ခိုင်းမြသစအဖြစ်ကလည်းတနာစရာပဲ ယောက်ျားကဆုံးပြီးတော့ကလေးကမိတွေနဲ့မှရင်တည်သွားတယ်ထင်နေစေရရန်ထိခဲ့ပြီးကိုရုကလေးကိုလာတောင်းနေပါတယ်အင်းတော့တနာပါရယောက်ျားရေဒါနဲ့ခုနကဖယားရောင်ကြီးတော့ကွန်မြူသွားသလိုပဲမိမရေမင်းစိတ်ထင်လို့နေပါပါကွာကိုတော့တတိမထားမိပါဘူးညာသစ္စာကိုနှင်းလွတ်လိုက်ရတာလဲစိတ်တော့မကောင်းမှဘူးကွာအတိတ်ဘဝကံပဲပေါ့ရှင်အချိန်တော့မနေတော့ဘူးယောက်ျားသွားရတော့နော်အေးအင်းအင်းတတိထောင်းတော့ကလေးကိုဖိမိနေမေတော်ကလေကျမကကိုကလေးကိုဖိမိစီရလားရှင်အဲ့တော့အဲ့တော့ တပတ်ခန့်ကြာတော့ကြောသွားရင်ကြောသွားအုံးရှိရမိသားစုပါလားကွာဘလို့ဖြစ်လာတာလဲမတို့လှမောင်ရဲ့တရင်ကိုကြားပါတယ်ကွာစိတ်မကောင်းပါဘူးသူမိမ့်မလည်းတွင်းနူတာနူနဲ့ယူသွားကြတယ်ထင်ပါတယ်ကွာငါမိမ့်မလည်းမြားသစ္စာကလေးမွေးရဲ့နေမတိုင်ခင်ကမြွတ်တက်ပြီးကလေးမွေးတော့လှမောင်ရဲ့နာရီကိုမလာနိုင်ဘူးဖြစ်သွားတယ်ကွာဘလို့ငါညမမြားသစ္စာကယူနေတယ်ဟုတ်လားမင်းမသိဘူးလားညာတိုင်းငါတို့အိမ်ကိုလာပြီးတော့ငါကလေးကိုလာတောင်းနေတယ်ကွာသူကလေးပြန်ပြီးတဲ့ လမ်းမောင်ကိစ္စနဲ့ပတ်သက်ပြီးသွေးနုသားနုဆိုတော့ယူသွားတယ်လို့ငါတို့ကထင်လို့ပါခုမင်းညမကိုမင်းတေချာထိမိပါကွာငါတို့ကအချင်းချင်းတွေခြေလုံးလက်လုံးမဖြစ်ချင်ဘူးငါမိမကလည်းကြောက်နေပြီကွာမင်းရဲ့ညမရန်ကိုအဲကျောသားတယောက်မျက်ရည်များကြာစင်းလာတော့ကျောသားငါစကားလွန်တော့ရင်တောင်းမှန်ပါတယ်ကွာမင်းညမဒီလိုသားညာတိုင်းငါတို့ကလေးကိုလာလာတောင်းနေမယ်ဆိုငါတို့တခုခုလောက်ရလိမ့်မယ်ကွာငါညမအမြတ်သစ္စာကမယူဘူးကွာသူဆုံးသွားပြီဗျာဘလို့ဖြစ်တာလဲမနေ့ကညကလည်းအကောင်းကြီးပါကွာ လှမောင်ဆုံးတဲ့နေ့ကသူကလေးမွေးပြီးဆုံးသွားတာကွာဘာဘလို့အုံးရွှေတို့လည်းကြောက်ရွံ့သွားပါတယ်သူကလေးကိုညတိုင်းလာတောင်းတဲ့မြတ်တစ္ဆာကယူသွားတဲ့ထင်နေတာအမှန်တော့ကလေးအပေါ်ဆွဲလန်းစိတ်ကြောင့်တရက်အဖြစ်နဲ့သူကလေးထင်ပြီးလိုက်တောင်းနေတဲ့မြတ်တစ္ဆာကိုသူတို့ကြောက်ရွံ့သွားပါတယ်ယောက်ျားကြီးကျမမျိုးတက်ပြီးတော့အမေတို့စီပဲသွားနေတော့မင်းရှင်နှုံးမဆိုရင်မြတ်တစ္ဆာတရက်မကကျမကလေးကိုအန္တရာယ်ပြုလိုက်မယ်အုံးရွှေရဲ့မိမခိုင်ခိုင်မအုံးရွှေကကြောက်ရွံ့တဲ့လေတန်းဖြင့်ပြောလိုက်ပါတယ်။တော့ ငါညမမြသစ္စာကတရေမဟုတ်ဘူးကွာတရေမဟုတ်ဘူးတော်တော်မင်းတို့ငါအိမ်ထဲကအခုထွက်သွားတော့ကွာကျော်တော်လည်းညမဖြစ်သူမြသစ္စာအားတရေလို့ပြောစီခြင်းကြောင့်ခန်ခန်တို့လင်မယားနေရာကို channel ကနေနှင်ထုတ်လိုက်ပါလိကိုကျော်တော်ကိုကျော်တော်ဟေးဘာတူလဲကွာကျွန်တော်တောင်းပန်ပါတယ်ကိုကျော်တော်ရေကိုမိဘကိုမယုံမကြည်ဖြစ်ခဲ့မိတယ်ဗျလင်းယောက်ျားနဲ့ဖခင်တရားကိုတည်တဲ့တဲ့ကျွန်တော်မိမဘော်ကိုမှကျွန်တော်စော်ကားမိခဲ့တယ် အဲ့ဒီအတော့လေကျွန်တော်အသေးဆုံးနဲ့တည်ခဲ့ရပါတယ်ကိုကြွသွားရင်ခုကျွန်တော်မိမနဲ့ကျွန်တော်တွေ့ပြီပဲသူနဲ့ကျွန်တော်စကားပြောလို့မရဘူးဗျစီချထားခြင်းခံနေရတယ်သူနဲ့ကျွန်တော်လည်းတမီးလေးကိုစွဲလန့်တဲ့စိတ်ကြောင့်မကြုံမလို့ဖြစ်နေရပါတယ်ကျွန်တော်တခုလောက်တောင်းဆိုပေးရစီဗျာကလေးကိုစောင့်ရှောက်ပေးပါမစောင့်ရှောက်နိုင်ဘူးကွာအဲ့ကလေးကငါညမကိုတည်စီတယ်မင်းကိုလည်းတည်စီတဲ့ဂျိုးဆိုးမှာကွာငါငါမစောင့်ရှောက်ဘူးမစောင့်ရှောက်နိုင်ဘူး အဲ့လိုတော့မလုပ်ပါနဲ့ကိုကျော်သားရင်မြတ်သစ္စာကမပြောနိုင်လို့ကျွန်တော်လာပြောတာပါသူ့ရဲ့ဆန္ဒကိုလိုက်ဟောပေးပါနော်မတည်ဘူးကွာအဲ့ကလေးကိုမြင်တာနဲ့တတ်မိလိုက်မယ်ကွာကိုကျော်သားအချိန်မရှိဘူးဗျမြတ်သစ္စာကိုချိန်ရင်သူ့ဆန္ဒကိုလိုက်ရောပါလို့တောင်းဆိုပါတယ်ဗျာကျွန်တော်ကိုလာခေါ်နေကြပြီအာအာကိုကျော်သားကိုကျော်သားဆမ်းမောအဲကျော်သားတရားကိုအိမ်မက်မှာလိုးထားလာပါလေဟာငါငါအိမ်မက်တွေမက်နေတာပါလားဆွဲလဲစိတ်ကြောင့်ဖြစ်နေပါပါကွာထိုးချိန်မှာပင်စပယ်ဖန်းနဲ့ရနေပါလား ဒီလိုစပယ်ဖန်းတွေကိုမွေးကြိုင်နေအောင်ပန်းတာကငါညမငါညမမြတ်သက်စာတယောက်ပဲရှိတာအမောင်တို့မှမိကိုလိုများထွက်ပေါ်လာပြီးမိန်းကလေးတယောက်ရဲ့ပုံရိပ်မှာတရွေ့ရွေ့နဲ့ရွှေတရားလာပါတယ်ညမလေးညမလေးညမလေးကိုကြီးစီလာလာလားကြောသွားလဲမြတ်သက်စာစီကိုတရွေ့ရွေ့ရှောက်သွားတယ်ကိုကြီးညမလေးသမီးကိုပြင်မထားပါနဲ့နော်မြတ်သက်စာတယောက်ညှိုးငယ်ပြီးသွေးမြေ့ကြီးများကြားလျက်ပြောရှာတယ်ဒါပေမဲ့ညမလေးသူကဂျိုးဆိုးပါလေကိုကြီးညမလေးရဲ့သမီးကလေညမလေးရဲ့ကိုဘွား ညီမလေးအတန်းနဲ့ရင်ပြီးရဟတဲ့ကလေးပါကိုကြီးရဲ့သူ့ကိုညီမလေးအဖြစ်မှတ်ယူပြီးတော့မွေးဖွားဆောင်လျှောက်ပေးပါနော်ကိုကြီးတမီးလေးကိုကိုကြီးနဲ့ပဲစိတ်ချခြင်းနဲ့ဒီလိုဘဝဆိုးကြီးကနေလည်းလွတ်မြောက်ခြင်းနဲ့နောက်ဘဝမှာကိုကြီးရဲ့ညီမလေးအဖြစ်နဲ့ပြန်လဲမွေးဖွားခြင်းပါတယ်ကိုကြီးရဲ့ညီမလေးကလေးကိုစိတ်ချမယ်နော်ကိုကြီးညီမလေးတွားရတော့မယ်မိကုံငွေတွေကြားကနေတပြေပြေပျောက်ွယ်သွားတဲ့မြတ်သက်စာကိုကြောစားတရမျက်ရည်များကျလျက်ညီမလေးစိတ်ချပါကိုကြီးတူမလေးကိုစောင့်ရှောက်ပါမယ်ကွာ မြတ်သစ္စာနဲ့အမောင်လူခဲကနေလက်ပြပြီးတော့လုံးဝပြောက်ကဲသွားတော့တယ်။မနမနီရောက်လက်ပြနှုတ်ဆက်နေနေပြီးဝေးကွာသွားပါတယ်။အကြီးမြတ်ဂျိုးအကြီးမြတ်ဟဲ့ကြောသွားလာလေဟုတ်ကဲ့ကြီးလေကျွန်တော်လေဂျိုးလေကြောသွားကလေးပြန်လို့ကျွန်တော်ပါဗျာဘယ်လိုပြန်မပေးနိုင်ပါဘူးမင်းကကလေးကိုတတ်ပြရင်ဒုက္ခကွယ်မဟုတ်ပါဘူးအကြီးမြတ်ရဲ့အခုကျွန်တော်စိတ်တွေပြန်ပြီးတည်ငြိမ်သွားပါပြီဗျာညမလေးအစားတူမလေးကိုစောင်းရှောက်ပေးခြင်းနဲ့ သူမလေးနမီကိုတော့နှင်းနှင်းသစားလို့ပေးမလို့ပါတော်တော်ကလေးကိုပြန်မပေးနိုင်ဘူးမင်းကတက်ပြစ်မှာသွားတော့ကွယ်သွားတော့သွားတော့အမှန်တော့အကြီးမြတဲ့ကလေးအပေါ်မှာအတော်တန်ရောစင်တွေးနေရှာတယ်ဒါကြောင့်ကျော်စွာကိုကလေးပြန်မပေးနိုင်လို့အတင်းမောင်းထုံနေခြင်းဖြစ်ပါတယ်အကြီးမြကလေးကကျွန်တော်ရဲ့တဦးတည်းသောတူမလေးပါအကြီးမြရင်ကလေးကိုကျွန်တော်မွေးစားပါမယ်မရဘူးကွယ်မရဘူးပြန်မပေးနိုင်ဘူးအားလုံးရှိပါမင်းကကလေးကိုတတ်နေတာလीငါကကလေးကိုမွေးစားထားတာတရားလုံးသိရဲ့ကွယ် အကြီးအကြီးကလေးကိုပြန်ပေးမှလားမပေးဘူးလားဗျာမပေးဘူးကွယ်မပေးဘူးအငင်းအခုံဖြစ်နေတဲ့အချိန်မှာပင်အကြီးမြသမီးများတစ္ဆာပါအကြီးမြရဲ့သမီးရဲ့ကလေးအပေါ်ခုလိုတန်ရောစီထားတာကိုသိရတဲ့အတွက်သမီးအရင်ပြောပါတယ်အကြီးမြရဲ့ဒါပေမဲ့လေအကြီးမြသမီးရဲ့သမီးလေးကိုကိုကြီးကျော်တော်လက်ထက်ကိုအခက်ကျင်နေအကြီးမြရဲ့အကြီးမြနားလေပေးပါနော် သမီးတောင်းပန်ပါအကြီးမြရဲ့ ေဝါတမီလေးရဲ့အကြီးမြတ်အတ္တဆန်လွန်းသွားရဲ့ကိုမောင်ကျော်သောကကလေးရဲ့တဝူတီသောအုတ်ထင်းသူပဲလီကလေးကိုသူပဲထင်းချောင်းသိတာပေါ့စိတ်ချပါတမီရဲ့အကြီးမြတ်တမီလေးကိုလည်းချစ်တယ်တမီရဲ့ကလေးကိုလည်းမြည်ရင်လေးတယောက်လိုချစ်ပါတယ်တမီလေးစိတ်ဖြောင်းဖြောင်းနဲ့တမလွန်ဘဝကိုကောင်းနိုင်ပါစေလို့အကြီးမြတ်ဆုတောင်းပေးပါတယ်ကိုယ်ကျေးဇူးတင်ပါတယ်အကြီးမြတ်ရဲ့နောက်ဘဝမှာအကြီးမြတ်ရဲ့တမီအရင်အဖြစ်အမွေးဖွားခြင်းပါတယ် ကိုကြီးကျော်စွာနဲ့အကြီးများကိုတမိနှုတ်ဆက်ခဲ့ပါတယ်နော်ခဏနေပါဦးညီမလေးရဲ့ကိုကြီးညီမလေးအချိန်မရှိတော့ဘူးတွားရတော့မယ်ကိုကြီးရဲ့ညီမလေးတမိလေးအတွက်အစားစားရရန်စိတ်ချမယ်နော်အေးမညီမလေးရဲ့စိတ်ချပါညီမလေးရဲ့ညီမကြီးရဲ့ကိုဘွားအနေနဲ့ကိုကြီးစောင့်ရှောက်ပါပါအဲ့အချိန်မှစာယူကျော်စွာမှာဒူမအဖြစ်သူအမွေးစားလိုက်တော်ရီညီမများတစ္ဆာရဲ့ကိုဘွားအဖြစ်နဲ့လူပြိုကြီးဘဝနဲ့အယုထုတ်ကနေခဲ့ဒီမှာလဲယနေ့ထက်တိုင်းမင်းဖြစ်ပါတယ် ခုဆိုရင်တော့နှင်းသစ္စာဆိုတဲ့ကလေးမလေးဟာဆရာဝန်မကြီးဖြစ်ပြီးတော့မိုးရဲ့တောရကလေးမဆရာဝန်အဖြစ်လူတွေကိုစေကုသပေးကအရေးမဲကြီးကိုပယ်ဖြတ်နိုင်ခဲ့ပါလေတော့တယ်။ဇာယိဆရာမဆုသစ္စာတနည်းပြရေးသားထားတယ်။ဘဝချာနာမြတ်တာများဆိုတဲ့ဖြစ်ရမယ်ဗရလောကဇလန်လေးကတော့ဒီမှာပြေဆုံးပါပဲခင်ဗျာ။ဆိုင်စီယာမဆုသစ္စာတနည်းပြနေတကွာနားစင်ပေးခဲ့ကြသူတအူးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အလုံးသောတာယာပျော်ရွှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ